ိုင်းမြန်မာနယ်စပ်တလျှောက်ရှိ KNU တပ်မဟာခွန်းနယ်မြေထဲကတောင်ရင်မြစ်အခြေဆိုင်စစ်ကောင်စီရဲ့တပ်စခန်း၈ခုလုံးကို၅လအတွင်းအပိသိမ့်ပိုက်လိုက်ပြီးဖြစ်ပါတယ်။တောင်ရင်မြစ်အခြေဆိုင်စစ်ကောင်စီတပ်စခန်းအလုံးပေါင်း၈ခုလုံးကို သိမ့်ပိုက်လိုက်တာဖြစ်လို့အခုတော့အဲ့ဒီဒေသထဲမှာစစ်ကောင်စီကင်းစင်သွားပါပြီ။စခန်းအလုံးကိုသိမ့်ပိုက်လိုက်ပြီးဖြစ်ကြောင်း KNU ဘို့ဟုကထုတ်ပြန်ထားပြီးမေလ၂၃ရက်နေ့မှာဂုံပြုအခမ်းအနားကျင်းပခဲ့ပါတယ်။ အဲ့ဒီတက်စခန်းရှိခုကို2024ဒီဇင်ဘာလ16ရက်နေ့ကနေ2025မေလ19ရက်နေ့အထိ9လအတွင်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါတိုက်ပိုက်လိုက်တဲ့တက်စခန်းရှိခုကတော့မော်ဖိုကေမော်ဖာတူတာလဲတခေါ်ဘီခွီးပူလူတူခလဲဒေမော်ကွီးလူနဲ့လေးဝော်ချေကုတ်စခန်းတို့ဖြစ်ပါတယ်နေဆက်ကုတ်သွဲရင်နေမြေတွေကိုထိချုပ်နိုင်တာဟာကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်တယ်လို့လဲ KNU ကပြောပါတယ် ဒါအပြင်ဒီအပိုင်းမှာပဲမြဝရီမျိုးတောက်ဘက်ဒေါနာတောက်အရှိဖဲချမ်းမှာသက်ဆွဲထားတဲ့စစ်ကောက်စီရဲ့ကနဲလေးစခန်းအပါအဝင်သက်စခန်းလေးခုကိုစတင်တိုက်ခိုက်နေပြီဖြစ်ပြီးတိုက်ပွဲတွေပြင်းထန်နေပါတယ်။ KNU ရဲ့တပ်မဟာ၃နယ်မြေဖြစ်တဲ့ဘကူတိုင်းညောင်လင်းပင်သမဟာလူနယ်မြေဖြစ်တဲ့ဒဝဲတိခိဒေတာနဲ့သမဟာ၆နယ်မြေဖြစ်တဲ့ကော့ကရိတ်ဒေတာတွေမှာလည်းတိုက်ပွဲတွေဆက်တိုက်ဖြစ်နေပါသေးတယ်။